အလုံးမိုက်မင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြချင်တာကတော့ကလေးများအတွက်ကဘာကျော်ကြီးများဆိုတဲ့ခေါင်းစဉ်တွေက Columbus အကြောင်းပဲဖြစ်ပါတယ် Columbus ကတော့ America တိုက်ကိုရှာဖွေ တွေ့ရှိခဲ့သူပါ Columbus ကို1452ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့1506ခုနှစ်မှာတည်ဆုံးခဲ့ပါတယ်ကဘာမှာတမိုင်းဝင်စွန့်စားရှာဖွေတဲ့အာဇာနည်တွေကအထူးပေါ်လွင်ထင်ရှားတဲ့လူတအူးရဲ့နာမည်အပြည့်စုံက ခရစ္စတိုဖာကလမ်ဘတ်ဖြစ်ပါတယ်။လူစားတွေ့ရှိခဲ့တဲ့နယ်မြေဟာဒီနေ့မြန်မာ့ခေတ်ကမ္ဘာထိပ်သီးနိုင်ငံတစ်ခုပါ။သူဟာကမ္ဘာသစ်ကြီးကိုရှာဖွေပေးခဲ့သူဖြစ်ပေမဲ့သူ့ဘဝမှာမလုံမုံတာ မတရားမှုတွေကို အလီလီခံခဲ့ရပြီးမတင်မရှားနဲ့ဒေဆုံးခဲ့ရတာပါ။ကလမ်ဘတ်စာအီတလီပြည်ဂျီနိုဝါမြို့မှာမွေးဖွားခဲ့ပြီးတော့သင်ချာနဲ့နဂတ်တာမေတာပညာရက်တွေကို သင်ကြားခဲ့ပါတယ်။သူဖခင်က ရက်ကန်းလုပ်ငန်းလုပ်တယ်။ဒါပေမဲ့သူကတော့တရက်တကြီးကိုစွန့်စားသွားလို့တဲ့စိတ်သိပ်ပြီးပြင်းပြခဲ့သူပါ။ပထမတော့တင်မောတစင်းမှာတင်မောသားဝင်လောက်တာပါ။သူလိုက်ပါတဲ့တင်မောဟာမြောက်ပင်လေတောင်ပင်လေတွေကိုရွက်လွင့်ခဲ့တယ်။ဒီလိုခီးထွက်ရင်အဘကြီးကလုံဝန်းချောင်းနဲ့သူစတိရှိသားခဲ့ပါတယ်။သူကအနောက်စုစုကိုတင်မောလွှင့်ရင် နောက်ဆုံးအိန္ဒိယနယ်မြေကိုရောက်ရမယ်လို့ယုံကြည်ခဲ့တဲ့သူပါ။အိန္ဒိယနယ်မြေဆိုတာအဲ့ဒီတော့က အရှေ့နိုင်ငံတွေဖြစ်တဲ့အိန္ဒိယ၊အရုပ်၊ဂျပန်ကျွန်းစုတွေကိုဆိုလိုတာပါအဲဒီမှာရွှေငွေကြောက်တံဗရံများဈေးဝါနဲ့ဟင်းသက်အမွေးကြိုင်တွေပေါ်တယ်လို့ကြော်ကြားခဲ့ပါတယ်ကလမ်ဘတ်ရဲ့ယုံကြည်မှုနဲ့စန္ဒကိုအားပေးကူညီပေးမဲ့သူမရှိရှာခဲ့ပါဘူးလူတွေရဲ့ပြည့်ရဲ့ပြုခြင်းကိုသာခံခဲ့ရတာပါ1492ခုနှစ်မှာတော့စပိန်ဘီယင်မရဲ့ဆီယာတော်ကျောင်းနိုင်ဖုန်းကြီးရဲ့ထောက်ခံချက်ကြောင့် ဘယင်ဖာဒီနန်ကကိုလံဘတ်ရဲ့စံတကိုခွင့်ပြုပြီးဘယင်မကကိုညီထောက်ပံ့ခဲ့ပါတယ်။သူဟာတင်မောသုံးစင်းနဲ့လိုအပ်တဲ့အကူအညီတွေရခဲ့ပေမဲ့သူသွားမဲ့လမ်းကိုမပြန်လမ်းလို့ထင်မှတ်ကြတာကြောင့်လိုက်ပါခြင်းသူ မရှိကြပါဘူး။နောက်ဆုံးရာဇဝတ်ကောင်တွေပြည်လေရဘိုးတွေကသာအရေးဆုံးလိုက်ခဲ့ကြပါတယ်။တင်မောရွက်လွင့်ပြီးတော်တော်ကြာတဲ့အထိကမ်းလမ်းမမြင်ခဲ့ရတာကြောင့်သူ့မှာလိုက်လာတဲ့သူတွေကို၆လိုက်ချော့လိုက်လုခဲ့ရပါတယ်။ ဒီလိုနဲ့1492ခုအော်တိုဝါလာ၁၂ရက်မှာဘာဟာမာကျွန်းစုကိုစတင်တွေ့ရှိခဲ့ပါတယ်။အဲဒီကမှကျူဘာကျွန်းနောက်တော့အမေရိကတိုက်ကိုရှာဖွေတွေ့ရှိခဲ့တာပါ။သူဟာကွယ်လွန်ပြီးကမှကျေးဇူးတင်ဂုဏ်ပြုခံရတဲ့ကမ္ဘာတွင်ပုဂ္ဂိုလ်ကြီးတစ်ဦးပဲဖြစ်ပါတော့တယ်။အားလုံးပဲအစိုးရနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။